ညနေပိုင်းမှာညီမနှစ်ယောက်အတူရှိနေကြပြီးဘယ်တော့မှခွဲမနေတော့ဘူးလို့ဂတိပြုကြရင်စီယုံကသူ့ညီမကိုစံထိုးလှလှလေးတစ်ခုလက်ဆောင်ပေးပါတယ်။အိတ်ခန်းကြီးမှာယွန်းဟေးကအเจ้าမှာအမြဲနိုင်ကျင့်ခံနေရတာတွေကိုပြောပြပြီးအเจ้าဆက်မတက်ချင်တော့ဘူးလို့အမဖြစ်သူကိုယဉ်ဖွင့်ပါတယ်။အမကတော့ဖေဆန္ဒအတိုင်းအเจ้าဆက်တက်ဖို့ပြောရင်သူ့ညီမကိုနှစ်သိမ့်ပေးခဲ့ပါတယ်။မနှစ်ယောက်တော့ယွန်းဟေးចောင်းသွားနေပြီးစီယုံအတွက်အနီရောင်ကဝင်နဲ့အနီရောင်ဖက်နဲ့တရံခြံထားခဲ့ကမှတ်စုတစ်စောင်လေးရေးပေးခဲ့ပါတယ်။ အမနဲ့ပိုးပြီးအတူရှိကျင်နေဆိုတဲ့အစာလေးကိုဖတ်ပြီးစီယုံကသူ့ညီမကိုပိုကယူဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ကျောင်းမှာတော့အနိုင်ကျင့်သူတွေကယွန်းဟေးကိုဖမ်းသွားပြီးကလေးဆိုး၃ယောက်စီရောင်းစားလိုက်ပါတယ်။ဒီကလေးဆိုးတွေကယွန်းဟေးကိုအသက်ကြီးတဲ့လူတွေနဲ့ဟိုတယ်ခန်းထဲမှာချိတ်ဆက်ပေးပေမဲ့အတူအိတ်ဖို့စူးစမ်းတဲ့အချိန်မှာအခန်းထဲပြန်ဝင်လာပြီးချင်းချောက်ကငွေညစ်နေကြတာပါ။ ညကလေးကညီမလေးအိမ်ပြန်မလာလို့စိတ်ပူနေတဲ့အမဖြစ်သူစီယုံကနောက်နေ့မနက်မှာရုံးဟိပေးခဲ့တဲ့အနီရောင်ကဝင်လေးဝက်ခါအကြောင်းကိုလိုက်သွားခဲ့ပါတယ်။အကြောင်းကဆရာကိုမေးတော့လဲဆယ်ကျော်သက်တွေတရက်နှစ်ရက်ပျောက်တာပုံမှန်ပဲဆိုပြီးလစ်လူရှူတာခံရပါတယ်။ဒါပေမဲ့အကြောင်းသူတယောက်ကစာနာပြီးရုံးဟိအနိုင်ကျင့်ခံထားရတဲ့ဗီဒီယိုဖိုင်တစ်ခုစီယုံကိုပြပေးပါတယ်။ ဒါကိုမြင်ရတဲ့စီယုံကအရန်ဒေါသထွက်သွားပြီးအနိုင်ကျင့်သူတွေရှိတဲ့ကာရာအိုကေခန်းကိုသွားတိုက်ခိုက်ကယွန်းဟေးပဲရောက်နေလဲဆိုတာမေးလိုက်ပါတယ်။သူတို့လုံးကြံဖို့အခန်းထဲဝင်လာတဲ့အချိန်မှာဆန်မန်းဆိုတဲ့ဂန်စတာကြီးကယွန်းဟေးကိုတင်ထားပြီးသူတို့ကိုပါချင်းချောက်ခံရတာမို့ထွက်ပြေးခဲ့ရတယ်ပြောပြီးဆန်မန်းလေးစာကိုပေးပါတယ်။စီယုံကဆန်မန်းရဲ့ကားနံပါတ်ကိုလိုက်ကြည့်ပြီးသူ့ကားနောက်ကနေလိုက်ခါလန်းတနေရာမှာဆန်မန်းရဲ့ကားကိုနောက်ကနေဝင်ကျုံးပစ်လိုက်ပါတယ်။ ချီနောင်ပြီးညှဉ်းပန်းနှိပ်စက်လိုက်ခါမှဆန်မန်းကယွန်းဟေးကိုလူကုံကူးသမားတယောက်စီရောင်းစားခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။စီယုံကလူကုံကူးစီဖုံးဆက်ပြီးယွန်းဟေးပဲမှလဲလို့မေးကလူကုံကူးကလာကီစူပါမားကတ်ကုန်းနံမေနဲ့လူတယောက်စီထက်ရောက်လိုက်ပြီလို့ပြောတယ်။တကယ်တော့လာကီစူပါမားကတ်ဆိုတာစီယုံတို့အိမ်သားကကုန်းဆောင်ဆိုင်ဖြစ်ပြီးယွန်းဟေးမကြာခဏတွားဝယ်တဲ့နေရာပါ။စီယုံကဆိုင်ပိုင်ရှင်စီတွားမေးတော့ ိုးဝါတဲ့အကြောင်းကိုတီးလိုက်ရတယ်။စီယုံထောင်ကြနေတော့ဆိုင်ပိုင်ရှင်နဲ့သူ့ရဲ့တငယ်ချင်းတွေကယွန်းဟေးကိုမူဆကူဒူးဆိုင်ရအလွဲသုံးစားလုပ်ခဲ့ကြတာပါ။ဒါကြောင့်ဒေါသထွက်သွားတဲ့စီယုံကဆိုင်ပိုင်ရှင်ရဲ့လက်ချောင်းတွေကိုဖြစ်ပစ်ကာညှဉ်းပန်းမေးမြန်းခဲ့ပြန်တယ်။ပြီးတော့မှအဲ့ဒီလိုပါဝင်ခဲ့သူတိုင်းစီသွားပြီးလက်စားချေတယ်။နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ကားပြင်ဆိုင်ပိုင်ရှင်စီသွားပြီးတူနဲ့လက်ကိုထုချေပစ်လိုက်ပြီးဆက်မေးကကားပြင်ဆိုင်ပိုင်ရှင်စီကတီးရတဲ့အကြောင်းအရာကပိုဆိုးတယ်။ လွန်ခဲ့တဲ့၃နှစ်ကစီယုံရဲ့ညီမကိုမူဆက်ကူဒူအကြမ်းဖက်ခဲ့သူဟာအာနာရှိနိုင်ငံရေးသမားဘက်ပါဒီအကြောင်းစီယုံတိသွားတဲ့အတွက်ဘက်ရဲ့မျက်လုံးတစ်ဖက်ကိုထိုးပစ်ခဲ့တာကြောင့်ထောင်ကျခဲ့ရတာဖြစ်တယ်။စီယုံထောင်ကပြန်လွတ်လာတဲ့အတွက်ဘက်ကယွန်းဟေးကိုပြန်ဖမ်းပြီးစီယုံကိုတပ်ဖို့မျှခေါ်ခံနေရတာပါ။ဘက်ရဲ့လက်ယုံဖြစ်တဲ့စစ်ဆိုသူကတော့ယွန်းဟေးကိုတနာလာပြီးစီယုံကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဘက်ကသူ့ကိုတစ္ဆာဖောက်တယ်ဆိုပြီးစစ်ကိုနှီးကုန်းချုပ်ပေးလိုက်ပါတယ်။ စီယုံကပတ်ခဲ့နေရာကိုရှာပြီးတိုက်ခိုက်တယ်ခန္ဓာကိုယ်အင်အားကွာခြားပေမဲ့ကျွမ်းကျင်မှုနဲ့ဇွဲလုံးလာကြောင့်ပတ်ခဲ့လူတွေအားလုံးကိုအနိုင်ယူပစ်လိုက်နိုင်ပါတယ်အခန်းထဲမှာပတ်ကယွန်းဟေးကိုမူးယစ်ဆေးတွေအလွန်ကြုံတိုက်ထားပြီးဤကုန်းချုပ်ပေးဖို့စူးစမ်းနေတယ်။နောက်ဆုံးစီယုံနဲ့ပတ်ရင်ပြင်းပြင်းတိုက်ခိုက်ကြရင်ပတ်ကစီယုံကိုဓာတ်နဲ့ကလော်လိုက်ပေမဲ့စီယုံကနောက်ဆုံးတက်ရှူချက်နဲ့ပတ်ကိုရိုက်တက်ပစ်လိုက်ပြီးညီမနှစ်ယောက်လွတ်မြောက်သွားကြပါတယ်။ စီယုံကတော့ဘိုက်မှာဓာတ်တံရပြင်းထန်စွာရပြီးသွေးထွက်လွန်နေပေမဲ့ဘာပဲဖြစ်ဖြစ်ညီမကိုအိမ်ရောက်လုံခြုံစွာပို့ဆောင်ပေးဖို့ဇွဲနှဲနဲ့ရင်မောင်းလာခဲ့ပါတော့တယ်။